ဒီဗီဒီယိုမှာတော့ပြည်သက်တို့ကို X-ray တက်မှန်တွေကနေတွေ့ခဲ့ကြရတဲ့ထူးဆန်းတဲ့အရာတွေအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။နံပါတ်၅နာကျင်မှုနဲ့မိကြံခဲ့သောကကြင်း2009ခုနှစ်မှာဘော့စနီးယားဆေးရုံတစ်ခုဟာလူနာဟောင်းတအူးကိုယူရိုတထောင်ချော်ပေးလျော်ဖို့အမိန့်ချမှတ်ခံရပါတယ်။ဘာကြောင့်လဲဆိုရင်တော့2003ခုနှစ်ခွဲစိတ်မှုတစ်ခုမှာခွဲစိတ်ကကြီးတလက်ကိုအယ်လန်ပါပိတ်ရဲ့ခန္ဓာကိုယ်ထဲမှာမေ့ကျန်ခဲ့လို့ပဲဖြစ်ပါတယ်။အယ်လန်ဟာပုံမှန်အနာခွဲစိတ်မှုအောင်မြင်ခဲ့ပေမယ့်သူ့ခန္ဓာကိုယ်ထဲကကကြီးဟာနောက်ပိုင်း9နှစ်အတွင်းမှာဦးလန်းကျောင်းမှတဆင့်အစာရင်တဲကိုရောက်ရှိသွားခဲ့ပါတယ်။ သူဟာအလွန်အမင်းနာကျင်မှုတွေကိုခံစားခဲ့ရပေမယ့်ဆေးရုံအကျိန်ပေါင်းများစွာတွားပြခဲ့ခြင်းမှာတော့ပန်ကရီးယားရောင်ရမ်းခြင်းလို့သာအကျဉ်းချင်းမှားယွင်းစွာရောဂါရှာဖွေခံခဲ့ရပါတယ်။လှုပ်ရှားတိုင်းနာကျင်နေတာတော့အတန်လိုင်းစကန်တွေကအဲ့ဒီအရာကိုရှာမတွေ့ခဲ့ပါဘူး။ဒါပေမဲ့2012ခုနှစ်နိုဝင်ဘာလမှာတော့အဲလန်ဟာမယံမနာချောင်းဆိုးနေတာကြောင့်အဆုတ်ဓာတ်မှန်ရိုက်လိုက်တဲ့အခါမှာ7စင်တီမီတာ9လက်မနီးပါးရှည်လျားတဲ့ကကြေးတလက်ကိုတွေ့ရှိခဲ့ရပါတယ်။အဲ့ဒီအချိန်မှာကကြီးကသူ့ရဲ့အဆုတ်တစ်ဖက်ကိုပါမြင့်တင်ထားတဲ့အနေအထားကိုရောက်နေပါပြီ။နံပါတ်၄အာကစားပစ္စည်းနဲ့လောင်းကစား တခါတလေမှာတချို့ပြည်အတွေကတော့မတော်တဆမှုမဟုတ်ပဲယူသွတဲ့ကိုပိုင်ဆုံးဖြတ်ချက်တွေကြောင့်ဖြစ်တတ်ပါတယ်။၂008ခုနှစ်တုန်းကတရုတ်ဆရာဝန်တွေကလူငယ်တအူးရဲ့လက်ချောင်းထဲမှာတစ်နှစ်လုံးဆိုင်နေတဲ့ရှစ်လက်မ20စင်တီမီတာရှိတဲ့ဇွန်တစ်ချောင်းကိုဖယ်ရှားခဲ့ရပါတယ်။မစ္စတာကျန်လို့ခေါ်တဲ့ဒီလူနာ2019ခုနှစ်မှာတငယ်ချင်းတွေနဲ့လောင်းကစားလုပ်ရင်းဇွန်ကိုမျိုးချခဲ့တာပါ။အစာပိုင်းမှာနာကျင်မှုမရှိလို့ဆေးမကုခဲ့ပေမဲ့ရင်ဘတ်အောင်လာမှဆေးရုံရောက်လာပြီးတော့ဓမ္မမှာထိတ်လန့်စရာဇွန်းကိုတွေ့ခဲ့ရပါတယ်။ ဆရာဝန်တဦးကဒီလိုမျိုးတစ်ခါမှမမြင်ဘူးဘူးလို့ဝန်ခံခဲ့ပြီးနှစ်နာရီကြာခွဲစိတ်မှုနဲ့ဇုံးကိုဗဇက်ကနေထုတ်ယူခဲ့ရပါတယ်။ကံကောင်းစားပဲသူဟာနှစ်ရက်အကြာမှာပဲဆေးရုံကနေပြန်ဆင်းနိုင်ခဲ့ပါတယ်။နံပါတ်3ခန္ဓာကိုယ်ထဲကအလေးတုံးကြီးလူတွေရဲ့ကိုယ်ရင်းထဲကိုဝင်ရောက်သွားတဲ့အရာဝတ္ထုတွေထဲမှာအလေးဆုံးဖြစ်နိုင်ခြေရှိတဲ့အရာတစ်ခုကတော့ဘရာဇီးနိုင်ငံကဖိရက်တစ်ခုပဲဖြစ်ပါတယ်။ဆရာဝန်တွေကလူတဦးရဲ့ခန္ဓာကိုယ်ထဲကနေ၄.၅ပေါင်၂ကီလိုဂရမ်အလေးချိန်ရှိတဲ့အလေးတုံးဒမ်ဘဲတစ်ဒုံးကိုဖိရှားခဲ့ပါတယ်။ 54နှစ်အရွယ်လူနာဘိုင်းအောင်တာပြုတ်အန်ဒါရီခန်းစားနေရပေမဲ့နှစ်ရက်အကြာမှဆေးရုံလာခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီအလေးတုံးဟာ20စင်တီမီတာရှည်လျားပြီးဆရာဝန်တွေဟာညှက်ကြိယာတွေနဲ့အရင်ဆန်းခဲ့ပေမဲ့မအောင်မြင်ခဲ့တဲ့အတွက်နောက်ဆုံးမှဆရာဝန်တို့ကသူ့ရဲ့လက်ကိုထည့်သွင်းပြီးတော့ကိုယ်တိုင်ဖယ်ရှားပေးခဲ့ရပါတယ်။နံပါတ်၄တရိတ်ဆန်တွေရဲ့ထူးဆန်းတဲ့စားတောက်မှုတွေတရိတ်ဆန်တွေရဲ့ဘိုက်ထဲမှာတွေ့ရှိရသောအရာတွေကလည်းအံ့အားသင့်စရာကောင်းလာပါတယ်။တခါတော့ကဟွန်ဒီနီလို့အမည်ရတဲ့ဗမာစပအုံးမွေတကောင်လျှက်စစ်ဆောင်တစ်ထည်လုံးကိုဝါယာကြိုးတွေပါမကြံမျိုးချခဲ့ပါတယ်။ လီမီတာ73ဘီခန့်ရှိတဲ့ဒီမွေယာပိုင်ရှင်ရဲ့အပူပေးဆောင်ကိုမတော်တဆမြို့ချမိပုံရပါတယ်။ဒီဆောင်သာသူ့ပိုက်ထဲမှာဆက်ရှိနေမယ်ဆိုရင်သူ့ရဲ့အသက်ကိုပါဆုံးရှုံးစေနိုင်ပါတယ်။ဒါပေမဲ့လည်းကံကောင်းစွာပဲနှစ်နိုင်ကြာခွဲဆင်းမှုကြောင့်မွေရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပါတယ်။နံပါတ်5ဘိုက်ထဲမှာဝင်နေတဲ့မွေဒီဗီဒီယိုရဲ့အကြောက်ဆုံးနဲ့အယုံရအခက်ဆုံးဖြစ်ရကတော့ရုရှားနိုင်ငံကအမျိုးသမီးတဦးနဲ့ပတ်သက်ပါတယ်။နေမကောင်းလို့ဆေးရုံကိုလာခဲ့တဲ့သူမကိုစစ်ဆေးကြည့်တဲ့အခါမှာဆရာဝန်တွေကသူမရဲ့ဘိုက်ထဲမှာကြီးမားတဲ့အရာတစ်ခုရှိနေတာကိုတွေ့ခဲ့ရပါတယ်။ ပိုပြီးဆိုတာကဒါဟာ၄ဘေး120စင်တီမီတာရှည်တဲ့မွေကြီးတစ်ကောင်ဖြစ်နေတာပါပဲ။ဒီမွေကမျိုးသမီးအိပ်ပျော်နေတုန်းမှာသူမရဲ့ဗဇက်ကနေရှော့တိုက်ဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။ဒီဇလန်းကိုကြားရတဲ့သူတိုင်းအိပ်ပျော်ဖို့တော့မှကြောက်သွားနိုင်လောက်ပါတယ်။ကံကောင်းစွာပဲဒီဆရာဝန်တွေကမွေကိုဆက်ထုတ်လိုက်တဲ့အခါမှာအမျိုးသမီးကအဆင်ပြေခဲ့ပါတယ်။ကဲပရိသတ်ကြီးတို့ရောဒီဗီဒီယိုမှာလူသားတွေနဲ့တရိတ်ဆန်တို့ရဲ့ခန္ဓာကိုယ်ထဲမှာ X-ray ဓာတ်မှန်ရိုက်ကြည့်တဲ့အခါတွေ့ခဲ့ရတဲ့ထူးဆန်းအရာတွေအကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တို့လည်းဘိုင်းနာတလူလူအောက်နေတလူလူဖြစ်ရင်တော့ဆေးရုံကိုသွားပြီးတော့ဆရာဝန်တွေကိုဓမ္မန်တာအရင်ဆုံးရိုက်ခိုင်းကြဖို့အကြံပေးပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရယ်ခင်ဗျာ။